ပဲခူးတိုင်းကျုပင်ကောင်းမြို့နွယ်ခွေးဆိုင်ခေါင်လမ်းမှာဖေဖော်ဝါရီလ29ရက်နေ့မနက်ပိုင်းကအရင်မူးနေတဲ့ဘုံကြီးတစ်ပါးကားမောင်းလာပြီးတော့ခြံဝင်းထဲကအဆောက်အဦးတွေမှာရပ်ထားတဲ့တိမ့်ထောက်ကြီးတန်းတဲ့ကားကိုဝင်တိုက်ခဲ့ပါတယ်။အဲဒီဘုံကြီးကတန်းရနေငယ်ပဲရပြီးတော့အသက်မတည်ခဲ့ပါဘူးလို့ဒေသခံများကပြောခဲ့ပါတယ်။အဲဒီဘုံကြီးကအရင်မူးနေတာကျွန်တော်တို့တောင်မနှဲမပြီးထူပါတယ်။အရင်စော်ကလည်းနန်းစော်နေရပဲကျိုးပင်ကောင်ရဲတွေကတော့ဘုံကြီးကိုရဲစခန်းခေါ်သွားပါတယ်။ ဘလို့လုံးမလဲတော့မတည်သေးပါဘူးလို့မျက်မြင်တွေ့ရှိခဲ့တဲ့မျိုးသားတူကဒီလိုပဲပြောပြခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့အလားတူပဲပြီးခဲ့တဲ့2021အေပရီလ18ရက်နေ့တုန်းကလည်းမော်လမြိုင်မြို့ဇေကျိုစံတန်းဒီကြိုက်ကမီလမ်းမပေါ်မှာဘုံကြီးတစ်ပါးမောင်းနှင်းလာတဲ့ကားကစိုင်းကယ်6စီးကိုဝင်တိုက်ခဲ့တဲ့အတွက်နှစ်ဦးပွဲချင်းပြီးတေဆုံးကနှစ်ဦးတည်းရာရရှိခဲ့တဲ့ဖြစ်စဉ်လေးဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဘုံကြီးလည်းရက်မူးနေခြင်းဖြစ်ပြီးတော့ဈေးကျဆန်တန်းမရောက်ခင်မှာပဲမိဘွိုင်းမိနီနေရာကိုဖျက်မောင်းလာပြီးနောက်ရင်တိုင်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။မိဘွိုင်းမာကလေးကမိနီနေရာကိုဖျက်သွားပြီးတော့ကားကိုရှိန်နဲ့မောင်းသွားတာလမ်းဘေးမှာရက်ထားတဲ့ဆိုင်ကယ်6စီးလောက်ကိုတိုက်သွားပါတယ်။နှစ်ယောက်ကတော့ပွဲချင်းပြီးဒေသွားတယ်။ကျန်တဲ့နှစ်ယောက်ကတော့စီးယုံတင်ထားရပါတယ်။အဲ့ဒီဘုံကြီးကမူးနေတယ်လို့ကယ်ဆယ်ရေးအဖွဲ့ဝင်တို့ကပြောပြခဲ့ပါတယ်။ ကားမောင်းလာတဲ့ဖုံကြီးကတော့ဇင်းတိုင်းမြို့ခလောက်အေးရက်ကောက်ဖုံကြီးဖြစ်ပြီးဖုံကြီးမှလည်းတရားနှင်းငယ်ရရှိခဲ့ပြီးတော့အခြားတရားရရှိထားသူနှုတ်ဦးနဲ့အတူစေးရုံကိုပို့ဆောင်ခဲ့ကြပါတယ်။စိုင်းကယ်ဒီကားတွေမောင်းနေနေရမှာတတိရှိဖို့ကရေးကြီးပါတယ်။အရက်သေးသာတောက်ပြီးမောင်းလိုက်တဲ့အချိန်မှာပဲဒီလိုမဖြစ်တင်တာတွေဖြစ်ကုန်ကြပါတယ်။အရက်တောက်ပြီးကားမောင်းတာကလည်းရင်းစည်းကမ်းကိုချိုးဖောက်ရကြတယ်ဆိုတာကိုတော့လူတိုင်းသိထားသင့်ပါတယ်။ ကျွန်တော်ရဲ့မြန်မာမူကြီး channel လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အားလုံးကနေကြေဝေးကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။ယဟန်တာမဏေတွေအနေနဲ့ကိုတိုင်ကားတွေဆိုင်ကယ်တွေမောင်းတာဟာတိခိယတိခါဘုနဲ့လည်းစန့်ကျင်တဲ့အတွက်တမနာတာရုပ်ပါလည်းမဖြစ်တဲ့အပြင်လူတွေကိုတိုက်မိမယ်ဆိုရင်လည်းလုံးဝမကောင်းပါဘူးနော်။အခုလိုမျိုးအရက်တောက်ပြီးမောင်းလို့ရင်တိုက်မှုဖြစ်တယ်ဆိုတာကပိုလို့တောင်ကြားရွေးစိုးပါသေးတယ်။ဒါကြောင့် တချို့သောယဟန်တာမဏိတွေကို ပြောကြင်တာကဥထုဇဉ်တဘာဝအပြစ်မကင်းကြတာမှန်တော်လဲပဲလူတကာရကမတွေအနေနဲ့သာသနာကိုအကြီးညိုပြည့်စုံမဲ့လောက်ရမျိုးဆိုရင်တော့အတတ်နိုင်ဆုံးရှောင်ကျင်ကြပါလို့ပြောကြင်ပါတယ်အရှင်ဖေယဒီဘက်ကဥစဉ်တွေဘရက်တောက်ပြီးမူပြီးစွမ်းခံနေတယ်ဖေယမူပြီးတော့လဲဆဲတယ်ဖေယသူငရဲကြီးလားဖေယတဲ့ယဟန်တွေအရက်တောက်တာသူရာပါဏသိခါဖို့အရာ ုဒ္ဓပါစိတ်အဘက်တင်တယ်လို့ဆဲဆိုခြင်းကလည်းပဲပမတ္တဝါဒသိက္ခာပုအယတုဒ္ဓပါစိတ်အဘက်တင်ပါတယ်အဘက်ကအကျိုးပေးမယ်ဆိုရင်ငရဲနဲ့တရိစ္ဆာန်တစ်ခုခုပဲလို့ဖះဟောထားပါတယ်ဒါကဝီနီရှုထောင့်ကနေပြောတာပါသာသနာဆိုတာဟာဓမ္မစက်တစ်ခုတည်းနဲ့စောင့်ရှောက်လို့မရပါဘူးအာနာစက်နဲ့ပါစောင့်ရှောက်မှရပါတယ်အရက်တော့မူယူပြီးဆဲဆူနေတဲ့ကိုတော်တွေကိုဝင်းဒီအကြောင်းတရားအကြောင်းသွားပြောလို့အပူပါပဲ။ နော်အဲ့ဒီလိုအရက်တော့မူယူပြီးဆဲဆုံနေတဲ့ကုတော်တွေကိုတွေ့ပြီဆိုရင်မိသက်ရာတန်ခနာယကကိုတိုင်ကြပြီးဥပဒေနဲ့အညီဆောင်ရွက်ဖန်ဆီးလိုက်ပါအဲ့ဒါဟာသာသနာတော်အတွက်ပူပြီးတန်ရှင်းစေပါတယ်နော်ဖရာအများကြီးထဲမှာစစ်မှန်တဲ့ဖရာကဘယ်ဖရာလဲဖုံဖုံတဲ့ယသောဖရာကကိုတော်တိုင်ဖရာစင်စစ်အေကံဖြစ်ကြောင်းဝန်ခံထားတဲ့ထိုးထိုးတုတ်တံတွေများစွာရှိပါတယ် ဲ့ဒီတုတ်တံတွေကိုကိုကားပြီးဖြေလိုက်မယ်ဆိုရင်ကိုဖရားပဲကိုထောက်ခံတယ်လို့ထင်သွားနိုင်ပါတယ်မြတ်စွာဘုရားကယောဓမံပတ္တိသောမံပတ္တိတရားကိုမြင်မှဖရားကိုမြင်မယ်လို့ဟောကြားထားတဲ့အတွက်ဖရားစစ်ဖရားမှန်သိဖို့အရေးမှလည်းပဲတရားနဲ့တိုင်းတာကြီးမှသိနိုင်ပါတယ်မြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံဃာနီးတော့သူပတ္တပရပိုက်ကြီးဖရားထံရောက်လာပြီးမြတ်စွာဘုရား ဒိဋ္ဌိဆရာကြီး6ယောက်ကလည်းသူတို့ကိုသူတို့ဖျားလို့ပြောပါတယ်။မြတ်စွာဘုရားကလည်းဖျားလို့ဆိုပါတယ်။ဘယ်သူကဖျားစင်စစ်အေကံ ဖြစ်ပါတည်းဖျားလို့မေးမြန်းလျှောက်ထားပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားကသူပတ္တဓာရီမေးမနေနဲ့။တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဆိုတဲ့ဤမဂ်ဂင်၈ပါးအကျင့်မြတ်တရား ဘယ်သာသနာမှာရှိလဲကြည့်လိုက်ပါကြည့်လိုက်လို့မဂ်ဂင်ရှိပါအကျင့်မြတ်တရားနဲ့ပြည့်စုံတဲ့သာသနာကို တွေ့ပြီဆိုရင် မင်းကိုးကွယ်စိတ်ကပ်လိုက်ပါလို့မိန့်ကြားပါတယ်မြတ်စွာဘုရားအဲ့ဒီလိုမိန့်ကြားလိုက်တဲ့အခါမှာသူပတ္တပရပိုက်ကြီးဟာကောင်းစွာသဘောပေါက်နားလည်သွားပါတယ်ဘုရားအများကြီးတဲမှစစ်မှန်တဲ့ဘုရားကဘယ်ဘုရားလဲဆိုတဲ့မိကွန်းကိုဖြေရမယ်ဆိုရင်မဂ်ဂင်ရှိပါအကျင့်မြတ်တရားနဲ့ပြည့်စုံတဲ့ဘုရားကသာလျှင် ဖျားစင်လေးဧကံဖြစ်ပါတယ်လောကမှာဖျားဆိုတဲ့အမိတွေမြောင်များစွာရှိတဲ့အ낵ဖျားစစ်ဖျားမှန်ကိုသိကျင်တယ်ဆိုရင်ဤမက်ခင်ရှိပါအကျင့်မြတ်တရားနဲ့သာတိုင်းတာကြည့်လိုက်ပါတိုင်းတာကြည့်လိုက်လို့မက်ခင်ရှိပါအကျင့်မြတ်တရားနဲ့ပြည့်စုံတယ်ဆိုရင်ဖျားစစ်ဖျားမှန်ဖြစ်ပါတယ်မက်ခင်ရှိပါအကျင့်မြတ်တရားနဲ့မပြည့်စုံဘူးဆိုရင်ဖျားစစ်ဖျားမှန်လုံးဝမဟုတ်ပါဘူး အရှင်ဖေယတပည့်တော်ကို မေးလျှောက်ခွင့်ပြုပါဖေယဇူပြိုဖေယမရှိကောင်းဘူးဆိုတာမှန်ပါသလားဖေယတဲ့မှန်ပါတယ်နော်လူပြိုဖေယဆိုတာ မရှိပါဘူးတချို့ကနှိမ့်ကျေရှိစုဖေယတဲ့ကတဏင်္ဂရာဖေယမေတင်္ဂရာဖေယတရဏင်္ဂရာဖေယဆိုတဲ့ဖေယသုံးစုရဲ့ဘုဒ္ဓဝင်တမိုင်းမှာဇနီးနာမည်နဲ့သာသမီနာမည်တွေမပါတာကိုကြည့်ပြီးလူပြိုဖေယရှိတယ်လို့ပြောနေကြပါတယ် တကယ်တော့လူပြိုဖျားဆိုတာမရှိပါဘူးเนาะလူပြိုဖျားမရှိပါဘဲနဲ့အဘဲကြောင့်ထိုဖျားသုံးသူရဲ့ဘုဒ္ဓဝင်သမိုင်းမှာဇနီးနာမည်နဲ့သာသမီနာမည်တွေမပါရတာလေဆိုရင်ဥစဉ်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဖျားဖြစ်ဖို့ပါရမီဖြည့်ကျင့်တဲ့အခါမှာသာရမန္တကဘာကနေစပြီးဖြည့်ကျင့်ရပါတယ်အဲ့ဒီသာရမန္တကဘာမှာဆောစောက ပြောခဲ့တဲ့တဏ္ဍင်္ဂရာဖျားမေတ္တင်္ဂရာဖျား တရဏင်္ဂရာဖရာဆိုတဲ့ဖရာသုံးစုနဲ့ဒီပင်္ဂရာဖရာအပါဝင်ဖရာလေးစုပြင်ပါတယ်ဦးစင်းတို့ဖရာအလောင်းဟာဒီပင်္ဂရာဖရာရဲ့ဌာနမှာစပြီးဖရာစုပန်ရပါတယ်အဲ့ဒီလိုဒီပင်္ဂရာဖရာရဲ့ဌာနမှာစပြီးဖရာစုပန်တာဖြစ်တဲ့အတွက်ဒီပင်္ဂရာဖရာရဲ့အထက်ကပြင်သွားတဲ့တဏင်္ဂရာဖရာမေတင်္ဂရာဖရာတရဏင်္ဂရာဖရာဆိုတဲ့ဤဖရာသုံးစုကို မဖူးတွေးလိုက်ရပါဘူးအဲ့ဒီလိုမဖူးတွေးလိုက်ရတဲ့အတွက် ဖရာအဖြစ်တို့ရောက်တဲ့အခါနှိမ့်ကျိတ်ရှိသူဗုဒ္ဓဝင်တမိုင်းအကြောင်းအရာကိုပြန်ဟောတဲ့အခါမှာထိုမဖူးတွေးလိုက်ရတဲ့ဖရာသုံးစုရဲ့ဗုဒ္ဓဝင်တမိုင်းအကြောင်းအရာကိုအချင်းချုပ်သာဟောတဲ့အတွက်ဇနီးနာမည်နဲ့သာသမီနာမည်တွေမပါခြင်းဖြစ်ပါတယ်ဗုဒ္ဓဝန္တထဝံပဲ351တဓမ္မတာကထာမှာဖရာရှင်တို့ဤဓမ္မတာ30ဆိုတာရှိပါတယ်အဲ့ဒီဓမ္မတာ30တဲကနံပါတ်6မှာ နမိတ်ကြီးလေးပါးကိုမြင်၍သားတယောက်ရမှတောထက်တော်မူခြင်းဆိုတဲ့အချက်ပါပါတယ်အဲ့ဒီအချက်ကိုကြည်သောအခြင်းလူပြိုဖျားမရှိဘူးဆိုတာဟာတိတာထင်ရှားပါတယ်ဒါကြောင့်လူပြိုဖျားမရှိဘူးဆိုတာဟာမှန်တယ်လို့မှတ်သားထားရမှာ ဖြစ်ပါတယ်ဦးဇင်ဖျားဗုဒ္ဓဖျားတက်ရှိရှိစဉ်အခါတုန်းကယဟန်အမလို့ကြားဘူးပါတယ်ဖက်လဲဖက်ဘူးခဲ့ပါတယ်ယခုလက်ရှိအချိန်ကာလမှာ မိန်းကလေးအနေစုကတီလာရှင်ဝစ်ကြတယ်။ယဟန်ပါလို့မခံကြတာလေဖေယား။ယဟန်ခံခွင်ကောမရှိဘူးလားဖေယား။ဖြေးချပေးတော်မူပါဖေယားတဲ့။မိသွေးတော်ဂေါရမီရဲ့တောင်းဆိုချက်ကြောင့်အရုဒံ၈ပါးကို ပြဋ္ဌာန်းပြီးမိမယဟန်ဘိက္ခုနီမသာသနာကိုမြတ်စွာဘုရားခွင့်ပြုခဲ့ပါတယ်။အဆိုပါမိမယဟန်ဘိက္ခုနီမသာသနာဟာ AD 300စုဝင်းကျင်လောက်မှာကွယ်ပြောက်သွားပါတယ်။ အဲ့ဒီလိုကြွယ်ပြောက်သွားတဲ့အတွက်ဘိက္ခုနေမဝင့်မယ်ဆိုရင်ဝင့်လို့မရတော့ပါဘူး။ဘာကြောင့်ဝင့်လို့မရတာလဲဆိုရင်အမျိုးသမီးတွေဘိက္ခုနေမဝင့်တဲ့အခါမှာပိန်ဝင်တဲ့အခါယောက်ျားယဟန်ကကမ္မဝါတစ်ကြိမ်မိန်းမယဟန်ကကမ္မဝါတစ်ကြိမ်ကမ္မဝါနှစ်ကြိမ်တိတိဖတ်မှဘိက္ခုနေမဖြစ်ပါတယ်။ဒီကနေ့ခေတ်မှာကမ္မဝါတစ်ကြိမ်ဖတ်ပေးဖို့ယောက်ျားယဟန်တွေရှိကြတော့လဲပဲမိန်းမယဟန်တွေမရှိတော့တဲ့အတွက် ဘိက္ခုနေမဝိလို့မရတော့ခြင်းဖြစ်ပါတယ်ဝိခွင့်မရှိတာမဟုတ်ပါဘူးเนาะနားလဲပါစေသာသနာကိုငါပြည်သူတွေဖြတ်လို့ပြတ်မှာမဟုတ်ဘူးဥသင်းတွေဖြတ်လို့ပြတ်မှာပါချုပ်ဖရာဟောထားပြီးသားတဲ့စကားပြောတဲ့အခါမှာနိုင်ရင်ပြီးရောဆိုတဲ့စိတ်မျိုးနဲ့မပြောရပါဘူးပြောတဲ့မပြောတဲ့တေးသေးချာချာချင့်ချိန်ပြီးမှပြောရပါတယ်ပြောတဲ့အခါမှာလည်းပဲ စာပေယုတ်တိလောကယုတ်တိနဲ့ရှင်းပြီးပြောရပါတယ်။ပါချုပ်ဆရာတော်ကြီးဆိုတာစာပေနှံ့ဆက်တဲ့ဆရာတော်ကြီးဖြစ်ပါတယ်။အဲ့ဒီလိုဆရာတော်ကြီးကဗျမ်းပဒါမပြောပါဘူးနော်။ဖရာတကယ်ဟောထားတာကငါဖရာဤသာသနာတော်ကိုဖြစ်စည်းမဲ့သူများသည်ကောင်းကင်ကလာမီမဟုတ်ညီကြီးကလည်းလာမီမဟုတ်ငြေရေလီမိဓာကြီးလေးပါးကဤသာသနာကိုပြည့်စည်အောင်မပြည့်စည်နိုင် ဤသာသနာအတွင်း၌ရှိကြကုန်သောဘိက္ခုဘိက္ခုနီဥပတကဥပတိကမှဖြစ်သည့်ယဟန်အမျိုးသားယဟန်အမျိုးသမီးလူအမျိုးသားလူအမျိုးသမီးတို့ကသာပျက်စီးအောင်ဖြစ်စီးလိမ့်မည်ဟုဟောကြားထားတာဖြစ်ပါတယ်တတ္တမပฏิရူပကတုတ်မှာဟောကြားထားတာပါတတ္တမပฏิရူပကတုတ်ဆိုတာဟာဖျားဒရိုက်ဟောတဲ့တုတ်ဖြစ်ပါတယ်အဆိုပါတတ္တမပฏิရူပကတုတ်ထဲမှာ ပရိသတ်၄ပါးကြောင့်ပျက်စီးမယ်ဟုဟောကြားထားတာဖြစ်သောကြောင့်သာသနာတော်ကိုပျက်စီးအောင်ဖြစ်စီးမဲ့သူတွေဟာယဟန်တွေလည်းဖြစ်နိုင်တယ်လို့လူပုဂ္ဂိုလ်တွေလည်းဖြစ်နိုင်ပါတယ်။ပါကျုပ်ဆရာတော်ကြီးတည်လည်းပဲအဆိုပါတဒ္ဓမပဋိရူပကတုတ်ကိုအခြေခံပြီးဟောကြားထားတာဖြစ်ပါတယ်။ဒါကြောင့်သေးသေးချာချာဂဂနာနာမတိပဲနဲ့ရမ်းပြီးမပြောလိုက်ပါနဲ့။အကယ်၍မိမိကပြောကျင်တယ်ဆိုရင် ်သေးသေးချာချာလေ့လာပြီးမှပြောပါလို့ပြောခြင်းပါတယ်အရှင်ဖေယတပည့်တော်မိမကသဘင်အရှိကြီးပါဖေယဖေယသာဘနာထဲလိုက်တာနဲ့မိဘကိုသဘင်ညှက်ပြီးငကလေးတရံကတော့လိုက်ပါတယ်ဘယ်ဟာက ပူပြီးကုသိုလ်ရပါတယ်ဖေယတဲ့စေဒီထိုက်တဲ့ဥစ္စာတွေကဖះရှင်ဤဓာတ်တော်များဖះရှင်အတုံးပြုခဲ့သောတပိတ်သင်္ကန်းပရိဘောဂအတုံးဆောင်များ ပိစေကဗုဒ္ဓတို့ဤဓာတ်တော်များယဟန္တာတို့ဤဓာတ်တော်များအဲ့ဒီဥစ္စာတွေကသာစေတီထိုက်တဲ့အတွက်ဌာပနာထဲထိုက်ပါတယ်။တာမန်ပုထုဇဉ်တွေရဲ့ခန္ဓာကိုယ်ကဖြစ်တဲ့သဘင်အယိုးအသွားအသွေးစတဲ့အရာတွေဟာ စေတီမထိုက်တာကြောင့်ဌာပနာမထည့်ကောင်းပါဘူး။ခေအဆက်ဆက်ကသဘင်တွေကိုဌာပနာထည့်လာခဲ့တာတားမဲ့သူလည်းမရှိခဲ့ပါဘူး။တကယ်ဆိုရင် ပုထုဇဉ်တွေဆိုတာဟာအပြစ်များတာကြောင့် သူတို့ခန္ဓာကိုယ်ကရှိတဲ့အရာတွေကိုဌာပနာမထည့်ကောင်းပါဘူး။ဒါကြောင့်မိဘကိုငကတ်တရံလုပ်ပြီးကတော်လိုက်တာက ပူပြီးကုသိုလ်ရတယ်လို့ပြောခြင်းပါတယ်။အရှင်ဖေယတပည့်တော်ကစနဘီကားဆရာပါဖေယ။တပည့်တော်တို့ကားမောင်းရင်ခွေးတို့၊မွေးတို့အကောင်လေးတွေကို မတော်တဆတိုက်မိပါတယ်။ငရဲကြနိုင်ပါသလားတဲ့။မတော်တဆဆိုတဲ့စကားပါတာကြောင့်ငရဲမကြနိုင်ပါဘူးနော်။ ပါဏာတိပါဒကံမြောက်ဖို့အတွက်တတဝါဖြစ်ခြင်းတတဝါဟုသောအမှတ်ရှိခြင်းတေစေလိုသော စိတ်ရှိခြင်းလုံလပြုခြင်းထိုလုံလကြောင့်တေဆုံးခြင်းဆိုတဲ့အင်္ဂါ၅ချက်ရှိမှသာပါဏာတိပါဒကံမြောက်ပါれပါဏာတိပါဒကံမြောက်ပြီဆိုရင် အကုသိုလ်ဖြစ်တဲ့အတွက်ငရဲကြနိုင်ပါれအခုဒီမတ်ပိုင်ရှင်က မတော်တဆတိုင်းမိတာဖြစ်တဲ့အတွက်ပါဏာတိပါဒကံမမြောက်တာကြောင့်ငရဲမကြနိုင်ပါဘူး အိမ်သာစေခြင်းအကျိုး၅ပါးရှင်းပြတော်မူပါဖရာတဲ့အိမ်သာစေတဲ့အကျိုးက၅ပါးမကဘူး၁၇ပါးရှိပါတယ်အိမ်သာစေတဲ့အကျိုး၁၇ပါးကဘာတွေလဲဆိုရင်၁မိမိစိတ်ကိုကြည်လင်၍သူတစ်ပါးစိတ်ကိုကြည်လင်စေခြင်း၂ပညာရှိသူတော်ကောင်းတို့ချီးမွမ်းခြင်း၃ခန္ဓာကိုယ်အသားရည်နူးညံ့ခြင်း၄ခန္ဓာကိုယ်ပန်းရံံကဲ့သို့မွေးပြန့်ခြင်း၅မျက်နာအစင်းကြည်လင်ခြင်း 6စိတ်ပူပန်မှုကင်းဝေးခြင်း9စိတ်ချမ်းသာ၍ကိုယ်ကျန်းမာခြင်း10ဂုဏ်တရင်ကြော်စောခြင်း9အသက်ရှည်ခြင်း10မတွေ့မဝေးသေးရာခြင်း17တေပြီးသည့်နောက်နှက်ရွာသူကလေးတို့လာရောက်ရခြင်း ဆိုတဲ့အကျိုးဆက်တမျိုးပဲဖြစ်ပါတယ်။ဤအကျိုးဆက်တမျိုးဟာအိမ်သာဆေးတဲ့သူများရရှိမိအကျိုးဆက်တမျိုးပဲဖြစ်ပါတယ်။အရှင်ဖျား အရှင်ဖရာရဲ့မျက်နာတော်ကအေးချမ်းပါတယ်ဖရာမျက်နာကိုကြည့်လိုက်ရင်အေးချမ်းနေအောင်မိတို့ကျင့်ရပါမလဲဖရာဖြေချားပေးတော်မူပါတဲ့မေတ္တာပွားပါမေတ္တာပွားခြင်းသည်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနက်စောင်းလက်နံများမိအစိတ်ဓာတ်တို့ရှောင်ရှားကိုမှလင်းစွာစိတ်တည်ရွှင်ကြည်မျက်နာသေးကာမတွေ့ လားလီပြမစက်တဖြာဒီဆိုတဲ့မေတ္တာအကျိုးစက်တမျိုးကိုရရှိစေပါれ။ဖော်ပြပါမေတ္တာအကျိုးစက်တမျိုးထဲမှာရှင်ကြည်မျက်နာဆိုတဲ့အချက်ပါတာကြောင့်မေတ္တာပွားခြင်းသည်အေးချမ်းတဲ့အကြည်ဓာတ်ကိုရစေပါれ။ဒါကြောင့်မျက်နာအေးချမ်းခြင်းလေဆိုရင်မေတ္တာပွားပါလို့ပြောခြင်းပါれ။